တခါတော့ကမြို့တမြို့မော်မိုဟစ်ဆိုတဲ့ကောင်းလေးတယောက်နေထိုင်ပါတယ်။ပြီးရဲ့ကုမ္ပဏီကသူ့ကိုနိုင်ငံခြားလွတ်တဲ့အတော့သူ့လေနိုင်ငံခြားခီးစစ်မှာလိုက်ပါသွားရပါတယ်။လေရင်ပေါ်မှာသူ့ရဲ့ဘေးနားအရန်ကိုလာပါတဲ့ကောင်းမလေးတယောက်ထိုင်နေခဲ့ပါတယ်။မိုဟစ်အထင်အကြာကြီးတည့်စိတ်နေပြီးတော့မှကောင်းမလေးကိုလှည့်ကြည့်ပါတယ်။ခမည်းရဲ့နာမည်ဘယ်လိုခေါ်လဲဗျ။ရှင်ကျွန်တော်ခမည်းရဲ့နာမည်သိချင်အောင်ပါခမရပြောပြရတာအဆင်ပြေတယ်ဆိုရင်ပြောပြပါ။ကျမရဲ့နာမည်ပူနန်းကျွန်တော်ရဲ့နာမည်မိုဟစ်ပါ။ ကျွန်တော်ရဲ့ကုမ္ပဏီကကျွန်တော်ကိုနိုင်ငံခြားခရီးစဉ်လွှတ်နေတော့လေအဲဒါကြောင့်ကျွန်တော်နိုင်ငံခြားသွားမလို့မိုဟစ်နဲ့ဘူနမ်လိုနေအောင်စကားအချင်းချင်းပြောဆိုကြပါရီသူတို့လည်းအချင်းချင်းဒီစကားပြောကြပါရီနောက်တော့သူတို့လည်းတငယ်ချင်းတွေဖြစ်သွားကြတာပေါ့စကားတွေကြားကြည့်ပြောပြီးနောက်ဘူနမ်လည်းအင်္ဂိုက်လာပါရီသူလည်းခဏကလေးမျက်လုံးမှိတ်ပြီးထိုင်နေခဲ့ပါရီမိုဟစ်ကတော့ပရင်ပေါဘက်ကနေအပြင်ကိုကြည့်နေပါရီအပြင်မှာအရာအလုံးအရန်ကိုလှပလောနေခဲ့ပါရီဒါပေမဲ့ထူဆန်းတာတစ်ခုကိုသူတွေ့ခဲ့ရပါရီ မိုဟစ်လည်း brain pop ဘက်ကနေပြီးသဘင်ကြီးကိုတွေးခဲ့ရပါတယ်။ဒါပါကြည့်လေအခုနောက်တော့ကသဘင်ကြီးကိုတွေးလိုက်တယ်။ဒီအနေနဲ့ကနေသဘင်ရှည်ကြီးနဲ့မိမဖြတ်သွားတာများလား။ငါဒီเจ้าနဲ့ကိုဘယ်သူ့ကိုပြောပြရင်ကောင်းမလဲ။တဲရောက်ကိုပြောပြမှဖြစ်မယ်။ငါပူနမ်ကိုနှိုးပြီးတော့ပြောပြလိုက်ရင်ကောင်းမယ်နဲ့တူတယ်။မိုဟစ်ကလည်းပူနမ်ကိုနှိုးလိုက်ပါတယ်။နှိုးပြီးနောက်မှာတော့သူမြင်တွေးခဲ့ရတဲ့ကိစ္စကိုပြောပြခဲ့ပါတယ်။ပူနမ်ကတော့မိုဟစ်ပြောတဲ့စကားကိုနားထောင်ပြီးတော့ရည်လိုက်ပါတယ်။ရှင်ကလည်းတကယ်ပါပဲရည်ရတယ်။ဘာတွေပြောနေရလဲ။ အတိတ်ပဲမရှိလိုက်တာရှင်ရှင်ကိုရံပဲစဉ်းစားကြည့်လေကျမတို့အခုရောက်နေတာကောင်းကင်ရံပေါ်မှာကောင်းကင်ရံပေါ်မှာဘယ်ကနေပြီးရောသဘင်အရှိကြီးနဲ့အမျိုးသမီးကရောက်လာနိုင်မလဲကြည့်ရတာရှင်ကအတော်လေးကြောက်တက်တဲ့သူပဲဖြစ်ရမယ်အားရကြောင်ရှင်ကဖျားဆွဲကြိုးကိုတော့မဆွဲထားသေးရေမဟုတ်တာမဟုတ်တာအဲ့လိုပဲဟုတ်မလဲကျွန်တော်တကယ်ထူးဆန်းတာတစ်ခုခုကိုတွေ့လိုက်တယ်ခမရောက်မလိမ့်ဘူးရှင်ပထမဦးဆုံးအကျင့်လေးရစည်းဖို့ရမလားအဲ့ဒါကြောင့်ထူးဆန်းတာတွေကိုမြင်နေရတာဘာမှမဟုတ်ဘူးအပြင်မှာမြင်တွေ့နေရတဲ့ဒိန်တွေကိုရှင်ထူးဆန်းတယ်လို့ထင်နေရဆန်းတော့လည်းမဆန်းပါဘူး တိန်တွေကိုအခုမှအနီးကပ်မြင်ဘူးရမလားကျမကိုခဏလေးအနားယူခွင့်ပေးပါရှင်ကိုရိုင်းလေးအေးအေးစစ်စစ်ထိုင်နေပူနမ်လည်းမျိုးလုံးမိုက်ပြီးအနားယူနေခဲ့ပါတယ်ပူနမ်ပြောတဲ့စကားကိုနားထောင်ပြီးမိုဟစ်လည်းမျိုးလုံးမိုက်ပြီးနေလိုက်ပါတယ်ခဏကြာတဲ့အထိသူကဒီကိစ္စတွေကိုမေးလို့မရခဲ့ပါဘူးဒီလိုနဲ့သူလည်းအိမ်မောကြသွားပါတယ်သူအိမ်နေခဲ့တဲ့အချိန်မှာတစုံတစ်ယောက်ကခရင်ပုံနာကနေသူ့ကိုလာပြောနေပါတယ်လာလီလာလာလာနာခဲ့လာခဲ့ပါ လာခဲ့လာခဲ့ပါဆို လာခဲ့လို့သူလည်းထူးဆန်းတဲ့အတန်ကြီးကိုကြားခဲ့ရတဲ့အခါမှာချက်ချင်းမျိုးလုံးဖွင့်ကြည့်ခဲ့ပါတယ် ဟိုဟိုတီတီကြည့်ပြီးနောက်မှာတော့သူလည်းអော်ခဲ့ပါတယ်။កែចောက်បောင်းកែចောက်បောင်းកែចောက်បောင်းသူရဲ့អော်တန်ကိုចားခဲ့ရတဲ့အခါမှာលីងပေါ်မှာအိတ်နေတဲ့လူတွေအကုန်လုံးလည်းយុទ្ធិយ៉ាងណូឡាခဲ့ကြပါတယ်။លីងမယ်လေးក៏លည်းအများအဆုံးပြေးလာခဲ့ပါတယ်။បာများဖြစ်လို့លិញတခုခုပြဿနာရှိတယ်ဆိုရင်တော့ပြောပါ။ဟိုဟိုဟိုလေးបာဖြစ်ကြလဲမို့ဟေးបာဖြစ်သွားတာလဲ။ជីရတာရှင်တခုခုထပ်ပြီးတော့មានလိုက်လို့လား။ဒါမှမဟုတ်ဒီတခါတခုခုကြားလိုက်တာလားရှင်းရတော့လေဒီခေရည်ရတယ်ဒီလားမိုဟိတ်ဘလောက်ပဲပြပြနေပါစေအားလုံးကတော့အယုံကြည်မရှိခဲ့ကြပါဘူး အားလုံးကသူပြောတဲ့စကားတွေကိုမယုံဘဲရည်ပဲရည်နေကြပါတယ်။မိုဟစ်ကလည်းထိုင်ပုံလေးမှာအေးဆေးထိုင်နေတာတော့အကောင်းဆုံးဖြစ်မယ်ဆိုပြီးတော့တွေးခဲ့ပါတယ်။ခဏကြာမှတော့မိုဟစ်ရဲ့ဗရင်ပေါက်နာမှာလက်ကြီးထွက်လာပါတယ်။ပြီးတော့ပြောက်ွယ်သွားပါတယ်။မိုဟစ်လည်းလေရင်ရဲ့ဘေးဘက်ကိုကြည့်ခဲ့တဲ့အခါမှာကြောက်စရာကောင်းတဲ့တရမော့ကြီးတကောင်လေးပေါ်ပြန်ဝဲနေအောင်ကိုတွေးခဲ့ရပါတယ်။ဒါကြီးကိုတွေးခဲ့ရတဲ့မိုဟစ်လည်းတတော်လေးလမ်းဖြတ်နေပါတယ်။အိုဖီးယားသခင်ဒါဆိုရင်ကျွန်တော်အခုနတွေးခဲ့တဲ့အရာတွေအကုန်လုံးကအမှန်တကယ်ပေါ့ကျွန်တော်တော့မှထင်အောင်ထင်မှဖြစ်နေရလားဆိုပြီးတော့ထင်သွားခဲ့တယ် အခုအချိန်ကြာမှာတော့ဘာလို့ရမလဲဒီကိစ္စတွေအားလုံးအားလုံးကိုပြောပြလိုက်လို့ရှင်အားလုံးကယုံမှမဟုတ်ဘူးကျွန်တော်ကိုပဲရည်နေကြအောင်မယ်အားလုံးယုံကြည်လောင်လို့ကျွန်တော်ဘယ်လိုပြောပြရမလဲဘာလို့ရမလဲဘာလို့ရမလဲစောင်းမကြီးကတကယ်ကိုအကြီးကြီးပါပဲနေရင်ထက်တောင်ပို့ပြီးရောကြီးနေပါသေးရဲ့သူရဲ့ရုပ်ကြီးကလည်းကြောက်စရာအလွန်ကောင်းပါရဲ့ကြည့်နေရင်ကြည့်နေရင်စောင်းမကြီးကတော့အဝေးတစ်နေရာကိုပြန်တန်းသွားပါရဲ့မိုဟစ်လည်းစောင်းမကြီးအဝေးကိုပြန်တန်းထွက်ခွာသွားတော့မှပဲစိတ်အေးသွားပါရဲ့အခုစောင်းမကြီးဒီကိုပြန်လာမှမဟုတ်တော့ဘူးလို့သူလည်းယုံကြည်သွားပါရဲ့ ဒါပေမဲ့အနှဲငယ်တော့သူလည်းကြောက်ရွံ့နေပါသေးတယ်။ကြောက်ရွံ့နေတဲ့မိုဟစ်ကတော့အချိန်အကုန်လုံးအပြင်ကိုပဲကြည့်နေခဲ့ပါရီ။မိုဟစ်ကြည့်နေတဲ့အချိန်မှာဇုံမကြီးပြန်လည်ရောက်ရှိလာခဲ့ပြီးလရင်ပြန်တစည်းနှောင်းကိုမျိုးချပြစ်ခဲ့ပါရီ။အပြင်မှာရုတ်တရက်ကြီးမဲမောင်သွားပါရီ။လူတွေအားလုံးလည်းရုတ်တရက်ကြီးလမ်းဖြန်ကုန်ကြတာပေါ့။ဒါပါဖြစ်တာလေရုတ်တရက်ကြီးအပြင်မှာမဲမောင်သွားပြီ။ဘာဖြစ်လို့ဒီလောက်တောင်မဲမောင်သွားတာလဲ။အားလုံးပဲစိတ်မပူကြပါနဲ့။အေးအေးဆင်းနေကြပါ။ဟိုနံအမြန်ချပါအောင်အပြင်မှာမဲမောင်သွားပြီးတစ်ချက်ကြည့် ဘာဖြစ်တာလဲဘာဖြစ်သွားတာလဲအပြင်ကိုကြည့်တယ်ဘာဖြစ်တာလဲဆိုတော့ကိုမင်းသိသွားလိမ့်မယ်လေးဘက်လေးရန်လုံးမောင်မဲတူးနေရပဲနော်ဘာဖြစ်တာလဲတခုမှလည်းမမြင်ရတော့ဘူးကျမတို့အခုဘယ်နေရာကိုရောက်လာကြတာလဲအခုနင်တို့အားလုံးငါ့ရဲ့ဘိုက်ထဲကိုရောက်သွားကြတာပဲနင်တို့အားလုံးကိုငါ့လက်ထဲကဘယ်သူမှမကယ်တင်ပေးနိုင်တော့ဘူးအဲ့ဒါအခုနောက်ငါမြင်တွေ့ခဲ့ရတဲ့ဆုံးမကြီးရဲ့အတန်းပဲငါပြောတာပဲအပြင်မှာကြောက်စရာကောင်းတဲ့ဆုံးမကြီးတကောင်ရှိနေပါတယ်ဆိုရင်မှနင်တို့အားလုံးပဲမယုံခဲ့ကြတာကဲတွေ့လားအခုဘယ်လိုလုပ်ကြမလဲ ဒီဆောင်မကြီးကငါရရဲ့လေရင်ပြန်လက်စည်းလုံးကိုမျိုးချပြက်လိုက်ပြီလေငါတို့အခုသူ့ရဲ့ပိုက်ထဲကိုရောက်နေကြတာဟာတိရဲ့လားငါတို့တွေကတရားမှလွတ်မှာမဟုတ်တော့ဘူးဒုက္ခပဲရှင်ကလည်းဘာလို့အလောတော်မှာအားလျှော့နေရတာလဲဒီလိုမပြောနဲ့ကျမလည်းတော်တော်လေးကိုကြောက်တာပဲအားလုံးကလည်းကြောက်ရွံ့တုံ့နှောက်ပြီးအော်ဟစ်ကုန်ကြပါရဲ့ပိုင်လော့ကိုရိုင်းကလည်းဘာလို့ရမလဲစဉ်းစားမရဖြစ်နေပါရဲ့သူလည်းရှေ့ဆက်ပြီးဘာကိုမှမမြင်တွေ့ရတော့ပါဘူးဆောင်မကြီးကတော့လေပေါ်မှာလေရင်ပြန်ထက်ပို့ပြီးခက်မြမြန်လေးပြန်တန်းနေပါရဲ့ သူကပြန်နေရင်းနဲ့ဟိုဟိုဒီဒီဖြောင်းပြန်လာလိုက်အတဲသွားလိုက်လို့နေရပါဒီအချိန်မှာသူရဲ့ပိုက်ထဲမှာရှိတဲ့သူတွေအကုန်လုံးကလည်းစောက်ထုံမုံမြော်တွေဖြစ်ကုန်ကြပါတယ်အားလုံးလည်းကြောက်ရွံ့ပြီးငိုနေကြပါတယ်ဆုံးမကြီးကိုသူတို့အားလုံးကိုလှုပ်ပေးဖို့အတွက်လည်းတောင်းပန်နေခဲ့ကြပါတယ်ဆုံးမကြီးကတော့သူတို့ဘလောက်ပဲငိုနေပါစေကြီးမဆိုင်ပါဘူးလူသားတွေငိုနေတဲ့အတန်းကိုကြားရတဲ့အခါမှာဆုံးမကြီးပြောရွှေဝမ်းသာနေပါတယ်သူလည်းဘယ်သူစကားကိုမှနားမထောင်ပဲသွားနေရင်လည်းလူသူကေရှင်းနဲ့ဂျုံတစ်ဂျုံကိုရောက်သွားပါတယ် အရင်နေရာမှာတောင်းအုပ်တွေအများကြီးရှိပါတယ်။လေးဘက်လေးရံလုံးမှာကတော့ပင်လယ်ပါ။အရင်နေရာမှာသွားထိုင်နေလိုက်ပါတယ်။ဒီနေ့ငါလေးပေါ်မှာပြန်တန်းတာတတော်များသွားပြီပဲ။ပင်မန်းလိုက်တာအခုခဏလေးအနာတော်ရှူလာရုံပဲ။ဒီလူတွေကလည်းလေတတော်လေးကိုအော်ကြတယ်စိတ်ညစ်လိုက်တာခေါင်းနှောင်းကိုက်လာပြီ။သူတို့ကြောင့်လည်းငါပင်မန်းနေ။ဒီလိုနဲ့ဆုံးမကြီးကလည်းတစ်ပင်တွေကြားထဲမှာသွားပြီးအိတ်ဆက်အနာရှူနေခဲ့ပါတယ်။သူအိတ်နေရင်နဲ့အတန်အကျဲကြီးနဲ့ဟောက်နေခဲ့ပါတယ်။ စောမကြီးဟိုတယ်အတန်းကအရန်ကိုကျဲလို့နဲ့အတွက်ဘိုက်ထဲမှာရှိတဲ့လူတွေအားလုံးနားပိတ်ထားကြရပါတယ်။အိုဖရရဲ့ကြောက်စရာကောင်းလိုက်တာအတန်းကြီးကလည်းအကျဲကြီးဒါလောက်ကျဲတဲ့အတန်းကြီးကဘာအတန်းလဲ။ကျမနာရီပေါက်ကွဲတော့မယ်။ကြည်ရတာစောမကြီးအိပ်ပျော်သွားပြီနဲ့တူရဲသူ့ရဲ့ဟောက်တန်းပဲနေမှာသူအိပ်နေရဘောဒါဆိုရင်ဘယ်နေရလဲဘယ်နေရမှာအိပ်နေရလဲသူကဒီစောမကြီးငါတို့အားလုံးဘယ်နေရကိုခေါ်လာခဲ့ရပါလဲ။ငါတို့အခုဘယ်ကိုရောက်နေရလဲဆိုတာကိုတော့ဘယ်သူမှသိနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ငါတို့ဒီကနေအမြန်ဆုံးထွက်ဖို့အတွက်စဉ်းစားရလိမ့်မယ်။ ဒီကနေဘလို့ထွက်မလဲဒီကနေထွက်ဖို့ဆိုတော့အဲ့လိုထိလွယ်ကူတဲ့ကိစ္စမှမဟုတ်ကြပဲငါတို့ဘယ်လိုမှစူးစမ်းရမှာပဲဒီမှာပဲဆက်ပြီးတော့နေလို့မမရတော့တာငါတို့မစူးစမ်းဘူးဆိုလို့ရှင်တော့သူ့ရဲ့ဝမ်းပိုက်ထဲမှာပဲအသက်ဆုံးရှုံးလိုက်ရတော့မှာဟုတ်တယ်ဟုတ်တယ်နင်ပြောတဲ့စကားမှန်တော့လေမှန်တာပဲငါတို့အနေနဲ့တခုခုလုံးမှဖြစ်မယ်နဲ့ဒီရယ်နော်ငါတို့လူတချို့ကိုဒီဆုံးမကြီးရဲ့ပိုက်ထဲကနေတဖြည်းဖြည်းဆွဲထုတ်သွားမယ်ပြီးတော့ငါတို့ဒီဆုံးမကြီးကိုအဆုံးတက်ပြရမယ်မလားရှင်ကလည်းဆုံးမကြီးကအကြီးကြီးပဲလေသူ့အဆုံးတက်မယ်ဆိုရင်မလွယ်ဘူးပေါ့ မင်းအခုနောက်ပြောတော့ကကြတော့ဒီအတိုင်းထိုင်ပြီးတေဝါမှထန်ဆာလို့ရှင်ဂျိုးစားတာကဂျိုးထိုးတယ်ဆိုဒီလိုနဲ့သူတချို့ကလည်းမိုဟစ်နဲ့အဒူဂျိုအပြင်ကိုထွက်ခဲ့ကြပါတယ်သူတို့လေရင်အပြင်ဘက်ကိုထွက်လာခဲ့ပေမဲ့အခုချိန်ထိစောင်းမကြီးရဲ့ဘိုက်ထင်မပဲရှိပါသေးတယ်။စောင်းမကြီးရဲ့ဘိုက်ထင်မှာလူတွေရဲ့အယိုးစုတွေနဲ့တလိမ့်ဆိုင်ရဲ့အယိုးစုတွေအများကြီးရှိပါသေးတယ်။သူတို့လည်းဘလို့မဆိုစောင်းမကြီးရဲ့ပါဇက်ပေါင်နာအထိရောက်လာခဲ့ကြပါသေးတယ်။သူတို့စောင်းမကြီးရဲ့ပါဇက်ထဲကနေအပြင်ဘလို့ထွက်ရင်ကောင်းမလဲတွေးနေကြပါသေးတယ်။မိုဟစ်ကလည်းစောင်းမကြီးလဲချောင်းရလာအောင်လို့လှုပ်လိုက်ပါသေးတယ်။ လဲချောင်းရလာတော့ဆုံးမကြီးပါစားဟားလိုက်ပါတယ်သူတို့အားလုံးလည်းအပြင်ကိုအများအဆုံးပြေးထွက်ခဲ့ကြပါတယ်ဆုံးမကြီးကပင်မလွန်တဲ့အတွက်ကြောင့်မလို့နှစ်နှစ်ချစ်ချိုက်အိမ်မောကြနေရပါဒါကြောင့်သူလုံးဝနိုးမလာခဲ့ပါဘူးဒီလောက်ကြီးကဆုံးမကြီးကိုအနီးကပ်တွေးခဲ့ရတဲ့သူတို့အုပ်စုကလည်းတွေးပြက်နေခဲ့ကြပါပြီငါတို့ဒီဆုံးမကြီးကိုဘယ်လိုမျိုးလုပ်ကြမလဲသူ့ကိုဘယ်လိုအဆုံးသတ်မလဲသူကနဲတဲ့ heavy နော်ငါတို့ကသူ့အရှိမပြောစိတ်တတာပဲရှိရဲခြေထောက်နဲ့တက်နေတဲ့အောင်ပြသွားမှာဒါပေမဲ့တခုခုတော့လုံးဝဖြစ်မယ်နဲ့တူပါတယ် ဒါပေမဲ့အကိုရဲ့ကျွန်တော်တို့ကဘာလုပ်လို့ရလို့လဲမိုဟစ်ကလည်းအထဲကသူတွေကိုကယ်တင်ဖို့အတွက်တခုခုလုံးမဖြစ်မယ်လို့တွေးပါတယ်။သူနေရာဆုံးမှာတခုခုလိုက်ရှာကြည့်ခဲ့ပါတယ်။ဘာမှလည်းမတွေ့ပါဘူး။အခုသူလည်းအုံနောက်ကိုတုံးပြီးဆုံးမကြီးကိုအပြတ်ရှင်းထုတ်ရမယ်ဆိုတာနားလေသွားပါတယ်။အခုတော့ငါတို့ရှိမှနီလန်တခုပဲကြမ်းနေ။ငါတို့ဆုံးမကြီးမတွေ့အောင်တက်တက်လေးပုံပြီးတော့လှိအကြီးကြီးလုပ်ရမယ်။ဒါဆိုရင်တော့ငါတို့အားလုံးအဲ့ဒီကလေးပေါ်ထိုင်လို့ရပြီ။ကျွန်တော်ကတစ်တာရင်းနဲ့ပြည့်စည်လုပ်တဲ့သူကျွန်တော်လှိတစ်စင်းလှုပ်ပေးလို့ရပါတယ်။အားလုံးကလည်းလှိတစ်စင်းအများဆုံးပြည့်စင်ပါတယ်။ နေနေညာကြိုးစားအားထုတ်ပြီးသူတို့လေကိုပြင်ဆင်နေကြပါရယ်။အလုံးဒီလေကိုပင်လယ်ထဲထထားလိုက်တော့အကဇုံဝကြီးရဲ့ဘိုက်ထဲပြောင်းဝင်သွားပြီးတန်တဲ့သူတွေအကုန်လုံးကိုခေါ်လာခဲ့လိုက်မယ်။ငါနဲ့တန်တဲ့သူတွေအားလုံးရောက်လာပြီးဆိုတာနဲ့အမြန်ဆုံးလှေထွက်လိုက်တော့ကြလား။ငါတို့အမြန်ပြေးမှဖြစ်မယ်။ဒါကနည်းနည်းခက်ခဲတယ်ဆိုပေမဲ့မလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ငါတို့သူစီကားနဲ့လွမြောက်ဖို့အတွက်ဒီနီလန်တစ်ခုပဲရှိတယ်။ဒီလိုနဲ့မိုဟစ်ကလည်းဇုံဝကြီးရဲ့နှာခေါင်းရှားတော့အောင်လို့လှုပ်လိုက်ပါရယ်။ဇုံဝကြီးပစောက်ဖွင့်လိုက်တဲ့အခါမှာသူလည်း ဆောင်းမကြီးရဲ့ဘိုက်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်။သူကလေရင်တဲကိုဝင်သွားခဲ့ပြီးလေရင်တဲကသူတွေအားလုံးအပြင်ထွက်လာခဲ့ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။အားလုံးအပြင်ကိုထွက်ကြကျွန်တော်တို့ပြင်ဆင်ပြီးသွားပြီးအိမ်မကြခင်မှာဒီကိုလှေတစင်ရောက်လာလိမ့်မယ်။လှေကိုတွေ့ပြီးဆိုတာနဲ့လှေပုံအားလုံးအမြန်တက်ကြ။ကဲကြလားကျွန်တော်ပြောတဲ့စကားကိုသေချာနားထောင်နော်။အားလုံးကလည်းဆောင်းမကြီးရဲ့ဘိုက်ထဲကနေပြီးတော့ထွက်လာခဲ့ကြပါတယ်။လူတွေအကုန်လုံးက ဆောင်းဝကြီးအပိုက်ထဲကထွက်လာခဲ့ပြီးလေပေါ်မှာထိုင်လိုက်ကြပါပြီ။လေပေါ်ကိုရောက်ပြီးလေကမြစ်လေကိုရောက်ပြီးဆိုရတဲ့ဆောင်းဝကြီးကိုလှမ်းတော့ပါရဲ့။အတန်တွေကိုကြောက်ခဲ့ရတဲ့အခါမှာဆောင်းဝကြီးလည်းဒေါသတကြီးနဲ့ထလာခဲ့ပါရဲ့။လူတွေအများကြီးလေပေါ်မှာသွားနေရကိုတွေ့ခဲ့ရတဲ့အခါမှာသူလည်းဒေါသတကြီးနဲ့လူတွေအနောက်ပြေးလိုက်ပါတော့တယ်။မိုဟစ်ကအခုချိန်ထိအထဲမှာရှိနေပါသေးတယ်။ဆောင်မကြီးရေထဲကိုရောက်လာပြီးဆိုရနဲ့မိုဟစ်ကသူ့ကိုရှားတော့အောင်လုပ်လိုက်ပါရီဆောင်မကြီးလည်းလဲချောင်းနဲ့အရန်ကိုရားလာပြီးဒေါသတကြီးနဲ့អော်နေပါရီသူကဒေါသပို့ထွက်လာခဲ့ပြီးလူသားတွေအနောက်ကို တော်ကြီးမောကြီးနဲ့လိုက်လာခဲ့ပါတယ်။သူလိုက်နေလိုက်နေတဖြည်းဖြည်းကရေကနေနေခဲ့ပါပြီ။သူကခင်မကူတက်တဲ့နောက်ဆုံးမှာတော့ရေထဲနှိမ့်ပြီးတခါရဲအဆုံးသတ်သွားခဲ့ရပါတော့တယ်။မိုဟစ်ကတော့သူ့ရဲ့ပါဇက်ထဲကနေလွမြောက်သွားခဲ့ပြီးအားလုံးနဲ့အတူတူတခြားတနည်းအကိုချက်ခွာသွားပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ။အခုလိုမျိုးစိတ်ဝင်စားဖွယ်ရာတရေပုံမြင်လေးတွေကိုကြည့်ချင်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။ ။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။